မင်္ဂလာပါရှင်မေလ29ရက်ကျသာရီနေ့ရန်ကုန်တွင်သတင်းဆောင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်လှေလောပြိုင်ပွဲဖွံ့ဖွဲ့အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်လှေလောပြိုင်ပွဲဖွံ့ဖွဲ့အခမ်းအနားကိုမေလ28ရက်ညနေ3နာရီကရန်ကုန်မြို့အင်အားကန်ရှိမြန်မာနိုင်ငံလှေလောအဖွဲ့ချုပ်မှကျင်းပကြောင်းသိရပါတယ် အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစုသိန်းကနှစ်ခွန်းဆက်အမှာစကားပြောကြားပြီးအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းကအမှာစကားပြောကြားပါတယ်အရင်နောက်ပြိုင်ပွဲဝင်အာကစားသမားများကအာကစားသစ္စာအတိတ်ထံလေးချက်ရွတ်ဆိုပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိပုဂ္ဂိုလ်များကပြိုင်ပွဲဝင်အသင်းများအားရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပါသည် အဲဒီနောက်ပြိုင်ပွဲဝင်အသင်းများကဂွင်းတွင်းမှထွက်ခွာကြောင်းအဖွင့်ပွဲစဉ်များအဖြစ်မီတာ900ပြိုင်ပွဲတွင်အမျိုးသားစေတက်လေပြိုင်ပွဲအမျိုးသမီးစေတက်လေပြိုင်ပွဲအမျိုးသားအမျိုးသမီးစေတက်လေပြိုင်ပွဲနှင့်အမျိုးသားအမျိုးသမီး20တက်လေပြိုင်ပွဲများကျင်းပကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့မလေးရှားနိုင်ငံတွင်ကျင်းပတဲ့ Ford ASEAN Youth Dialogue 2025တက်ရောက်ခဲ့တဲ့မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့ပြန်လည်ရောက်ရှိတဲ့သတင်းဖြစ်ပါတယ် မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ရှိ Hotel Crown Plaza တွင်မေလ23ရက်နေ့မှ28ရက်ထိကျင်းပခဲ့တဲ့ Ford ASEAN U Dialogue 2025ကိုတက်ရောက်ခဲ့တဲ့မြန်မာကိုယ်စားလှယ်ဖွဲ့ဟာမေလ28ရက်ည6:00နာရီကလေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိလာရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များကနေစိတ်တွင် ကြိုဆိုကြကြောင်းသိရပါသည် ယူတန်လို့သူအာဆီယံနိုင်ငံများနဲ့တီမောနိုင်ငံအပါအဝင်နိုင်ငံပေါင်း17နိုင်ငံတက်ရောက်ခဲ့ပြီးကိုယ်စားလှယ်85ဦးတက်ရောက်ဆွေးနွေးခဲ့ကြကြောင်းမြန်မာနိုင်ငံမှဦးစီးသူထွန်းဒုတိယညွှန်ကြားရေးမှူးလူငယ်ရေးရာဦးစီးဌာနဒေါ်ကျော့ကီခိုင်ဒုတိယဦးစီးမှူးလူငယ်ရေးရာဦးစီးဌာန ်ဦးခန့်စီသူရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီကိုစားပြုလူငယ်ကိုယ်စားလှယ်ဦးစာနီမနေပြည်တော် State Academy ဒုံမူးတင်စားခိုင်မြန်မာ Youth Development Association တို့တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါထပ်မံတင်ဆက်ပေးမှာကတော့မြို့နယ်များတွင်သွေးလွန်ဒုက္ခရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်မေလ19ရက်မှ30ရက်ထိသွေးလွန်ဒုက္ခရောဂါကျူတင်ကာကွယ်ရေးအတွက်အဘေးဆေးခန့်ရန်ရတရက်ဘက်ဖြစ်တက်မှတ်ဆောင်ရွက်ရရှိရာ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ဒလမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ဦးဆောင်ပြီးဒလမြို့နယ်အန်ဂျီအရှိရက်ကွယ်တပင်ရွှေတီရက်ကွယ် အမင်္ဂလာရက်ကွယ်နေ့မင်းစုကြည်ရွာများတွင်မေလ28ရက်နေ့နက်ပိုင်းကသွေးလုံတုတ်ကွေယောဂကျူတင်ကာကွယ်နိုင်၏အတွက်ချင်ကြားနေနေရေလုပ်ငန်းများဖြစ်တဲ့ဖုံးသွုံလက်စစ်လုပ်ငန်းများဆောင်ရွက်ခြင်းအပိတ်စီခတ်ခြင်းရက်ွက်နေပြည်သူများအားလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းနဲ့ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကိုမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းမြို့နယ်မိသက်တပ်ဖွဲ့ဝင်များရက်ကုတ်အုပ်ချုပ်ရေးမှူးများနဲ့စေတနာဝန်ထမ်းများပူးပေါင်း၍ဆောင်ရွက်ကြကြောင်းသိရပါသည်။ အလားတူဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ကြီးကြပ်မှုဖြင့်မြို့နယ်ကျန်းမာရေးမြို့နယ်မိသက်မြို့နယ်စီပင်မြို့နယ်အမျိုးသမီးရေးရာမြို့နယ်မိခင်နေကလေးမြို့နယ်ချက်ချေနီရက်ကွက်အုပ်ချုပ်ရေးမှုများကမေလ28ရက်နေ့နဲ့9နာရီတွင်ဗဟန်းမြို့နယ်ငါးရက်ကြီးတောင်ရက်ကွက်အတွင်းသွေးလွန်တုတ်ကွေးရောဂါကျူတင်ကာကွယ်နေနေရေးအတွက်အပိစေးခတ်ခြင်းပိုးလောင်လမ်းများရှိတဲ့ရေများအားလဲလှယ်ပေးခြင်း၎င်းစာတောင်ဖြတ်ဝေးခြင်းများဆောင်ရွက်ကြရလို့သိရှိရပါတယ်ရှင်။ ဒီသတင်းကိုတော့ခင်ဆန္နာမြင့်နဲ့နေလင်းတို့ကပြပူလာတာပါနောက်ထပ်တင်ဆက်ပေးမှာကတော့မြို့နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer အပူဆောင်ထိုးနှံပေးတဲ့သတင်းဖြစ်ပါတယ် COVID-19 ရောဂါကာကွယ်ဆေး Pfizer ထိုးနှံခြင်းကိုမေလ28ရက်နေ့နက်ပိုင်းကကွန်းချံကုန်းမြို့နယ်ပြည်သူ့ဆေးရုံကာကွယ်ဆေးထိုးခန်းမတွင်ဆောင်ရွက်ရာမြို့နယ်ဆရာဝန်ဒေါက်တာမမှုကျော်နဲ့ကျန်းမာရေးဝန်ထမ်းများက Pfizer ထပ်ဆောင်ကာကွယ်ဆေးထိုးနှံပေးကြောင်းသိရပါတယ် အလားတူတကုံမြို့တင်မြောက်ပိုင်းမြို့နယ်တွင်ကိုဗစ် -19 ရောဂါကာကွယ်ဆေးဖိုင်ဇာထိုးနှံပေးခြင်းကိုမြို့နယ်ပြည်သူစေယုံတွင် မေလ28ရက်နေ့နဲ့ပိုင်းကဆောင်ရွက်ကြကြောင်းသိရပါသည်ဖိုင်ဇာကာကွယ်ဆေးထိုးနှံပေးခြင်းကိုမေလ29ရက်30ရက်များတွင်ဥတီအုပ်စုများအလိုက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းလည်းသိရပါသည်အလာဒူပစံတော်မြို့နယ်တွင်ကိုဗစ် -19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်မေလ28ရက်နေ့နဲ့9နာရီမှစတင်ထိုးနှံပေးကြောင်းသိရပါသည် အဲ့ဒီလိုစိတ်ထူနေပေရတွင်ဥတီအုပ်စုအလိုက်ဌာနဆိုင်ရာဝန်ထမ်းများအားကိုဗစ်19ရောဂါကာကွယ်ဆေးဖိုင်ဇာကိုထုတ်နယ်ပေးတော့မှာဖြစ်ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိရပါတယ်ရှင်ဒီသတင်းများကိုတော့ဆွေနွေနဲ့ဟန်စုရင်တို့ကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ဂျာမနီနိုင်ငံချက်ချင်းဒီအသင်းမှာလူရန်နဲ့တန့်များ လွှဲပြောင်းပေးတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကျချင်းနေအသင်းမှဆောင်ရွက်လျက်ရှိတဲ့ငလင်တုတ်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်အသုံးပြုရန်ဂျာမနီနိုင်ငံကျချင်းနေအသင်းမှလူရန်သောတန်များလွှဲပြောင်းပေးရပွဲကိုမေလ28ရက်ကရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်တွင်ပြုလုပ်ကြောင်းသိရပါသည်။လွှဲပြောင်းပေးရပွဲတွင်ဂျာမနီနိုင်ငံကျချင်းနေအသင်းမှ Country Representative Mr. Frenbar Sweeney က Dance 200 PCF ကိုလွှဲပြောင်းပေးရခဲ့ရာ မြန်မာနိုင်ငံကျက်ချင်းဒီအသင်းအလုံမှုဆောင်ပေါမောကဒေါက်တာတင်မောင်လိုင်ကလက်ခံခဲ့ပြီးကျေးဇူးတင်စကားပြောကြားပါရယ်မြန်မာနိုင်ငံကျက်ချင်းဒီအသင်းအနေဖြင့်လူတန်းပစ္စည်းများအားငလင်းဘေးတင်ပြည်သူများလက်ဝဲသူရောက်ရှိစေရန်စီစဉ်ဆောင်ရွက်ရရှိကြောင်းလည်းသိရှိရပါရယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပြပို့လာတာပါ